မင်္ဂလာပါရှင်လူငယ်ရရဲ့အတန်လူငယ်ရရဲ့အတွင်းအမြင်တွေကိုထင်ဟပ်ဖို့တင်ဆက်နေကြ DV ရဲ့လူငယ်တန်အစီအစဉ်ကနေအခုတစ်ခါမှာတော့စုံလင်ကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုအသီးသီးကလူငယ်တွေပါဝင်ဆွေးနွေးကြမယ်လူငယ်ဇကဝိုင်း talk show ပုံစံအသစ်တွေကိုရှုစားကြဖို့ရှိပါတယ်ဒီနေ့မှာကျမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့လူမျိုးတူချင်းပဲလက်ထပ်ထိန်းရမယ်ဆိုတဲ့ဒလိထုံတန်းအစဉ်အလာလူမှုစံနှုန်းသတ်မှတ်ချက်တွေအပေါ်လူငယ်ရရဲ့အမြင်တွေကိုဆွေးနွေးဖလှယ်သွားကြမှာဖြစ်ပါတယ် အယုံဆုံးဒီအကြောင်းအရာကိုစပြီးတော့မဆွေးနွေးခင်မှာကျမတို့အချင်းချင်းမိတ်ဆက်လိုက်ကြရအောင်ပေါ့နော်ကျမတော့အာ DV လူငယ်တန်အစီအစဉ်တင်ဆက်သူဖူအီနွယ်ပါဟုတ်အခုပေါ့နော်ဒီကိုရဲ့အကြောင်းလေးကိုနည်းနည်းလောက်အချင်းချုပ်လေးပြောပြပါအောင်ကိုဘယ်ကနေလာတယ်လဲလက်ရှိမှာအပါရီလှုပ်ဖြစ်နေလဲပေါ့နော်ဟုတ်ကျွန်တော်ကမြို့မင်းသူပါကျွန်တော်လက်ရှိရှင်းပိုင်မှာကြောင်းတက်နေပါတယ်ဟိုလာရဇာတိကတော့စစ်တွေကလာပါတယ်ကျွန်တော်ရခိုင်လူမျိုးတယောက်ပါဟိုလက်ရှိကတော့ရှင်းပိုင်မှာ လူငယ်တယောက်လိုပဲလဲလဲလဲနေပါတယ်လဲလဲလဲဖြစ်တဲ့နေပါတယ်မင်္ဂလာပါကျမနာမည်ကထူရာလို့ခေါ်ပါတယ်ပေါ့နော်ကျမကကချင်လူမျိုးဖြစ်ပါတယ်အမျိုးကကျတော့ဘရတ်ပေါ့နော်အခုလောလောဆယ်မှာကကျတော့ဒီချင်းမိုင်တက်ကလေးမှာပေါ့နော်ဒီလူမှုသိပ္ပံကိုဘာသာရပ်ကိုလေ့လာနေတဲ့အကြောင်းသူတရားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးအာမိတ်ဆက်ပေးတော့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျမတို့ဒီစကဝိုင်းလေးကိုစလိုက်ရအောင်ပေါ့နော်အာစကဝိုင်းကိုစကျင်တဲ့အကြောင်းအရာကြတော့ဒီ အားလုံးလည်းဒီတခြင်းလေးကိုသိကြမယ်ထင်တယ်။ကဘာပေါ်မှာလူတိုင်းစကားလေးတစ်ခုပြောမှုကြရတယ်ပေါ့နော်။အဲအဲ့ဒါဘာဖြစ်မယ်လို့ထင်လဲ။ကဘာပေါ်မှာလူတိုင်းစကားလေးတစ်ခုတော့ပြောမှုကြရတယ်။ဒါအဲ့ဒါဟာချစ်တယ်။ဒါပေါ့နော်။အော်လူမျိုးမရွေးပါတာမရွေးပြောမှုကြရတယ်ပေါ့နော်။ဒီချစ်တယ်ဆိုတဲ့စကားလေးကိုအာကိုရဲ့ဒီလူမျိုးပါတာစကားအရာဘယ်လိုမျိုးပြောလဲပေါ့နော်ဒါကြည့်ရှုနေတဲ့ပြိတ္တလည်းစိတ်ဝင်စားစရာဘူးတုတရရစရာဖြစ်မယ်လို့ထင်တယ်ပေါ့နော် sharing လေးလုပ်ပေးပါ ရခိုင်ကဗမာစကားနဲ့နည်းနည်းဆင်တူတယ်ကျွန်တော်တို့ကအဲဘိတ်ဘိတ်နဲ့လည်းတိတ်ပြီးတော့နေတူရပြဟိုကချစ်တယ်ကိုအဲ့လိုလေတန်နည်းနည်းမာပြီးတော့ဗောနော်ဆိုင်ပေါ့ဆိုင်တယ်နော်ဘယ်လိုမျိုးဟိုကချစ်ပါတယ်ဆိုရင်ဆိုင်ပါရေဗောနော်ဆိုင်ပါရေဆိုင်ပါရေအဲချစ်တယ်ဆိုရင်ဆိုင်တယ်ဆိုင်တယ်ဟုတ်တယ်အဲ့လိုမျိုးပဲပြောပါဗမာနဲ့နည်းနည်းဆင်တာနော်ကျွန်တော်ဟိုကကျွန်တော်ညီမလေးကိုချစ်ပါတယ်ဗောအဲ့ဆိုကျွန်တော်ညီမရှိကိုဆိုင်ပါရေ အဲလိုမျိုးဒီမှာအာကချင်ထဲမှာမှာဟိုလူမျိုးစုတွေကအများကြီးရှိတယ်เนาะဒီမှာကျတော့ဘယ်တဲ့ကလဲနောက်ပြီးတော့ဘယ်လိုပြောလဲပေါ့အာကျမကကျတော့ဂျင်းဖောပေါ့เนาะကချင်ထဲမှာကျတော့6မျိုးလူမျိုးတွေစု6မျိုးရှိရတိကျမှာပေါ့เนาะကျမကဂျင်းဖောပါပေါ့အဲဂျင်းဖုန်းလိုကကြတော့ဆောရအိုင်ပေါ့နော်ဆောရအိုင်အဲ့ဒါကချစ်တယ်ဆိုတဲ့အသေးပဲပေါ့နော်ဟုတ်ကဲ့ ဒါဆိုဟိုဟာတယောက်နဲ့တယောက်ဒါချစ်ခင်ဆုံးမှတ်တယ်ဆိုရင်နောက်တစ်ဆင်ပေါ့နော်လက်ထပ်ထိမ်းများရဲဆိုတာသွားကြရပေါ့ဒီတော့အော်ကိုယ့်ရဲ့လူမျိုးမှာရောဒီလက်ထပ်ထိမ်းများမှုနဲ့ပတ်သက်ပြီးတော့ဘလို့ရိုးရတလေထုံတဲ့အစင်လာတွေရှိကြလဲပြီးတော့ဒီလူမှုစံနှုန်းသတ်မှတ်ချက်တွေရောဘလို့ရှိလဲပေါ့အဲ့ဒါလေးကိုလည်းပြောပြပေးပါဆိုတော့ဒီမျိုးနွယ်စု6ခုရှိပေါ့နော်အမဂျင်းဖော်ရဝရဝမ်ပြန်တချိတ်နီစုအဇိုင်ဝါပေါ့နော်လူမျိုး6မျိုးရှိရဲ့ဒီထဲမှာမှကျွန်မကကြတော့ဒီနေ့ရိုးရတလေ ထဲမှာပေါ့နော်ဒီဂျိန်းဖောကိုအဓိကပြောတော့မှာပေါ့နော်ဘာလို့ဆိုတော့ကျမကလည်းဂျိန်းဖောဆိုတော့အဲ့ဒီဟာလည်းပို့ပြီးရင်းနေတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ကကျွန်တော်တို့စင်မာကဒီအာတောင်ရန်နဲ့ရိုးရတလေကကြတော့ဒီအဓိကကြတော့ကျွန်တော်တို့စင်မာအဲ့ဒီအစင်မရောက်ခင်ပေါ့နော်ဒီဘယ်လိုပြောမလဲဆွေမျိုးတော်ဆက်မှုပေါ့နော်ဒီမယူဒါမှဖူကဖူကနာဆိုပြီးမှရှိရပေါ့နော်ဆိုမယူကကြတော့ဒီအမျိုးသမီးဘက်ကအပေါ့နော် ပြန်ဒါမကကျတော့မြို့သားဘက်ကပေါ့နော်ပြန်ဒီကဖူကနာဆိုတာကကျတော့မောင်နှမတော်ဆက်ကြောင်ပေါ့နော်ပြန်ကျမတို့စီမကပါတခုရှိလဲဆိုရင်ဒီမောင်နှမတော်ဆက်တဲ့ဟာဆိုရင်ပေါ့ယူလို့မရအောင်နော်အခုကျမကကျတော့ခုနကမရန်လုံးပိတ်ဆက်သွားပေါ့နော်မရန်ဆိုရင် ကျမကမရန်ယောက်ျားလေးကိုဆိုယူလို့မရအောင်ဆိုတော့တခြားကိုနဲ့မတူတဲ့အမမရစ်တို့အဲ ဲ့လိုမျိုးကိုကြာတော့ယူလို့ရတယ်ပေါ့နော်အဲ့လိုမျိုးမတူတဲ့ဟာကိုကိုမွေးလာတဲ့ကလေးတွေမှာလည်းဒီလိုနာမည်တွေကလက်ဆင့်ကမ်းတာမျိုးပေါ့နော်ဟုတ်တယ်ကျွန်တော်တို့စီမှာကဒီအာအဖေရဲ့မျိုးရိုးအမျိုးနာမည်ကိုတာသမီတွေကဆက်ခံယူရတာပေါ့နော်ဆိုတော့အဖေကမရန်ဆိုရင်တာသမီတွေကလုံးကမရန်အဲ့လိုပေါ့မရစ်ဆိုရင်တာသမီရဲ့ကလုံးကမရစ်အဲ့လိုမျိုးဖြစ်တာပေါ့နော်ပြီးနောက်တစ်ခုကကြာတော့ကျွန်တော်တို့စီမှာကကြာတော့ဒီ အမျိုးသားကနေအမျိုးသမီးကိုတင်တောင်းရတာပေါ့နော်တင်တောင်းတဲ့အချိန်မှာဒီလက်ထပ်ပြည့်အချိန်မှာအမျိုးသမီးကအမျိုးသားဘက်မှာလိုက်နေရတယ်ပေါ့နော်တင်တောင်းတဲ့အဆင့်မရောက်ခင်မှာလူကြီးချင်းအရင်စကားပြောတယ်တင်တောင်းဖို့ပေါ့နော်ခွင့်ပြုပေးမလားဘယ်လိုမျိုးအရင်စကားပြောပြီးတော့နောက်ကျမှလာပြောဆေးဆက်ကြောင်းလာနေတင်တောင်းတယ်ပေါ့နော်ပြီးရင်အဲကျမတို့ဆီမှာကနောက်တစ်ခုကအမျိုးသမီးဆီမှာတတို့သမီးအနှင်းပွဲဆိုပြီးမှလည်းလုပ်ရတယ်ပေါ့နော်တတို့သမီးအနှင်းပြီးတဲ့အချိန်မှာမင်္ဂလာဆောင်တာတတို့တော့အိမ်မှာအဲ့လိုလုပ်ရတာပေါ့နော် အာပြီးရင်ကျမတို့ဆင်မကဘာတစ်ခုရှိသေးလဲဆိုရင်ဒီအာတင်တောင်းတဲ့အချိန်မှာအစင်းစင်းရှိရပေါ့နော် ခုနကဆိုရင်အာမျိုးတစ်မျိုးတင်တောင်းတဲ့အချိန်မှာအမသူငွေပမာဏဒီလောက်နဲ့တင်တောင်းပါလေအဲ့လိုမျိုးနဲ့မဟုတ်ဘဲနဲ့အစင်းစင်းပေါ့နော်သူရဲ့ဥပမာဆိုရင်အာအမေကိုဆိုရင်အဲအဲ့လိုမျိုးပေါ့နော်ဒီတက်ရွယ်ထိဒီအချိန်နေထိအခန်းကမုံမုံပြည့်စုံစားလျှောက်ပေးခဲ့တယ်ကျွေးမွေးပေးခဲ့တယ်ဆိုတဲ့အခါကျအမေကိုဂျေဆုတင်တဲ့အနေနဲ့ဆိုပြီးအမေကိုလည်းတသက် အဲပေးရတာဘက်ကနေပြီးတော့ဗောနော်ဟုတ်တယ်အမျိုးသားတော့အမျိုးသားဘက်ကနေအမျိုးသမီးရဲ့အမေကိုပေးရတာဗောနော်ကိုမျိုးမေကျွန်တော်ဟုတ်ကျွန်တော်တီးတလောက်ဗောဗျာဟိုကျွန်တော်ကလည်းအများကြီးပဲနေနေအဲ့လိုအဆင်းဆင်းနေတော့ရှိရဲကျွန်တော်၃ဆင်းလောက်တော့ခွေးပြောပြမယ်ဟိုပထမဆုံးဗောဥမာ ကောင်မလေးနဲ့ကောင်လေးချစ်ကြိုက်ကြရေဆိုတော့သူဥမာတရံပွဲမှာတွေ့ပြီးဖြစ်ဖြစ်ဒီပွဲမှာချစ်ကြိုက်ကြချစ်ကြိုက်ကြပြီးသူနှစ်ယောက်လက်ထက်တော့မယ်ဆိုရင်ဥမာကောင်လေးကနေပြီးတော့တော်ပြီးတော့ သူမိဖတော့ပူစားတယ်ပေါ့ရဆိုတင်တယ်ဒါလေးဟိုမာဘီဖက်မှာလာရှိမတင်တယ်အဲ့လိုမျိုးတောင်းပေးပါပေါ့နော်ဒီကောင်မလေးကိုကျွန်တော်လက်ထက်တော့မယ်ကြိုက်တယ်ကျွန်တော်နှစ်ယောက်အင်တာလူတီအောင်မယ်ချစ်ဆက်မယ်သူနဲ့အတူတူအရောက်တောင်းပေးပါပေါ့တောင်းပေးပါဆိုရင်အဲ့လိုကောင်းလေးမိဖကလည်းအဲ့လိုသဘောတူတယ်ဘာညာဆိုရင်လိုက်ပြီးတောင်းပေးရပါလိမ့်တောင်းပေးတော့အဲ့လိုသူတို့ဝေးအုံဝေးလေးရပေါ့နော်အဲ့လိုမျိုးလူကြီးစကားပြောကြတယ်စကားပြောပြီးတော့အဆင်ပြေပြီးဘာညာဆိုရင်တော့စစ်စစ်ဝေးလောက်တာပေါ့နော် ဈေးဆက်ဝေးကတော့များသောအားဖြင့်ကျွန်တော်ကသရိုးသမီးအိမ်မှာလုပ်တယ်။ဘာလို့လဲကျွန်တော်တို့ရခိုင်မှာကျတော့သမက်တက်ပေါ့ဗျာ။ရခိုင်လို့ဆိုသမတ်တက်ပေါ့။ဆိုတော့သမက်လောင်းကနေပြီးတော့ဒီဟိုအမျိုးသမီးချွေးဟိုဟာပေါ့။အဲရခမအိမ်ပေါ့တက်ပြီးတော့တောင်းတဲ့သဘောပေါ့နော်။တောင်းယူရဆိုတော့သမက်ကတက်လာတယ်ဆိုသမတ်တက်ပေါ့ဗျာ။အဲ့လိုမျိုးအိမ်မှာဈေးဆက်ဝေးလေးလုပ်တယ်။လုပ်ပြီးတော့မှနောက်တည့်ရဆိုရင်ကျွန်တော်ကဆရာတော်၅ပါးလောက်ပေါ့နော်။ဖိတ်ပြီးတော့ကျွန်တော်တို့အိမ်မှာ ဟိုပင့်ပြီးတော့ကျွန်တော်ဆွန်ကြွေးပါညာလောက်တာပေါ့ဆွေမွေးပြီးပါခေါ်တယ်ခေါ်ပြီးရနဲ့အာကျွန်တော်မင်္ဂလာပွဲလုပ်တယ်မင်္ဂလာပွဲဆိုရင်လည်းအများကြီးပဲပြောအဲ့လိုမျိုးရခိုင်စီရနဲ့အဲ့ခရီးသင်းမှုတ်တာရနဲ့မင်္ဂလာမြောက်ပြီးတော့စကားပြောပေးရတော့ပါတော့အများကြီးပဲဆင်းဆင်းအများကြီးလောက်ရတယ်အဲ့မှာဆိုရင်ဟိုအဲ့မင်္ဂလာပွဲပြီးတော့ကျွန်တော်လက်ဆောင်စားပွဲရရှိတယ်အဲ့ရထမင်းမှာထမင်းထမင်းဟိုကတကယ်တော့ကောင်းကျင်းလို့လည်းပြောတယ်အဲ့မှာငါးပေါ့နော်ငါး ငါးကိုအဲ့ကျိုးနဲ့တုတ်တာရာသိလားရပစွန်စက်နှစ်ကောင်အဲ့နှစ်ကောင်ကိုကျိုးနဲ့တုတ်တာအဲ့ဒါဟိုက तू အတူတကောပေါ့နော်တသက်လုံးဟိုဟာပေါင်းဖက်နိုင်ဖို့အတွက်ဆိုပြီးတော့ကြီးဝေပြီးတော့လည်းပစွန်နှစ်ကောင်အဲ့လိုနှစ်ခုနှစ်ခုစီအဲ့လိုကစွန်ရော့တူအဲ့လိုဟာလည်း तू တမင်းအဲ့လိုစားရဘယ်နှလုံးလည်းမသိခဏလုံးလာမသိအဲစားပြီးတော့မှပြီးပြီဆိုတာနဲ့ तू ကလက်ဖွဲ့တွေပေးရပါလေ तू ဟိုအိမ်ဟိုဟာအိမ်ထောင်ထူလောင်လောက်မယ်ဆိုတော့ဆွေမျိုးရလက်ဖွဲ့တွေပေးတယ်ပြီးတော့ပျော်ဝေးရှုံဝေးတင်းနဲ့အဲ့ဒီပြီးတော့ပါလေ အာပြီးွားတော့ဗောနော်ဒီတော့ဟိုအာလူမျိုးတူချင်းပဲလက်ထပ်ထိမ်းရမယ်ဆိုတော့ဒီဒလိထုံတန်းတွေပြီးွားရင်လူမှုစံနှုန်းသတ်မှတ်ချက်တွေလည်းဒါရှိတယ်ဗောနော်အရင်တော့ဆိုရင်တော့ပို့ပြီးတော့တင်းတင်းကြပ်ကြပ်ရှိတယ်ဗောအခုနောက်ပိုင်းမှာဆိုရင်တော့နည်းနည်းတော့ဒီတချို့လူငယ်တွေဒါကိုယ့်ရဲ့သဘောဆန္ဒနဲ့ယူရမျိုးတွေလည်းရှိတယ်ဗောနော်ဒီတော့ဟိုဒီမှာရှိတဲ့လူငယ်တွေကရောအာကိုယ့်ရဲ့လက်တွဲပေါ်ကိုရွေးချယ်တဲ့အခါမှာအာဒီစံနှုန်းသတ်မှတ်ချက်တွေဒီဒလိထုံတန်းအစင်လာတွေနဲ့အညီရွေးချယ်မှာလားဒါမှမဟုတ်ဘယ်လိုရွေးချယ်မှာလဲဘာကြောင့်လဲဗော အမြင်တွေကိုဆွေးနွေးပေးကြပါဦးကျွန်တော်ကတော့ကိုကြိုက်တော့ကိုကြီးမှာပဲဗျာဒီကွာသူစိုင်းစလုံးတွေကတော့ရှိမှာပဲရှိကြပါတယ်ဒါပေမဲ့ဟို traditional ကြီးမှာတော့အဲ့ traditional မှာတော့အဲ့လိုမျိုးလူမျိုးမတူရင်မယူရဘူးဆိုတော့မရှိဘူးထင်တာပဲကျွန်တော်ထင်တာကတော့ဗျာဟာအရင်တော့ကဘယ်တော့အဲ့လိုမျိုးလူမျိုးတူရင်ယူရင်ဗျာဟို character တူတယ်ဂျင်းစီရိုက်ရင်တူတယ်ပေါ့နော်ပေါင်းဖက်လို့ရတယ်နောက်ပြီးရင် ဟို language လည်းတူရဗျာနောက်တစ်ခုကလူမျိုးတူချင်းတူတော့အဲ့လူမျိုးအတွက်အဲ့လူမျိုးပဲမွေးလာမယ်ဗျာအဲ့ဆိုလူမျိုးအတွက်အင်အားကြီးရဗျာတကယ်တော့ဆိုတော့တက်မက်ချက်တွေအကြောင်းအဲ့အဲ့ဟာတွေအကြောင်းငါတို့ကလူမျိုးတူချင်းယူတင်တယ်ပေါ့ဗျာတက်မက်ကြမှာပဲလေဆိုတော့ဒါပေမဲ့ကျွန်တော်စဉ်းစားတစ်ဖက်မှာကြတော့ကျွန်တော်တော့လူတွေဗျာလူတွေဆိုတော့အခြားတတော်တွေလည်းတည်ရမလားခံစားမှုပိုများတယ်နောက်ပြီးရင်တဝင်တူတတ်တယ်ဗျာတဝင်တူတတ်တယ်နောက်ပြီးဟိုစစ်တတ်တယ်စစ်တတ်တယ်ဆိုတော့ အဲ့ချင်းချင်းပြတာကြီးကျွန်တော်မျက်ကိုပြူလို့မရဘူးလေတရားအဲ့တော့ဒီမျိုးမတူတာဟိုချစ်မိသွားရင်ဘယ်လိုလုပ်မလဲအဲ့တော့မတက်နိုင်ဘူးလေအဲ့တော့ကျွန်တော်ကတော့ချစ်တဲ့လူတွေတိုင်းပေါင်းဖက်တာကိုပဲလိုချင်ပါလေအာဒီမအနေနဲ့ဆိုရင်လည်းဒါကတော့အိမ်ထောင်ကိုယ့်ရဲ့လက်တွဲဖို့ရွေးချယ်တဲ့အချိန်မှာပေါ့နော်ဒါကတော့လူတယောက်ရဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လူရွေးချယ်ပိုင်ခွင့်ပေါ့နော်ဘာလို့ဆိုဒီလူနဲ့ပေါင်းရမှာကိုပဲလေနော်တသက်လုံးကိုကပေါင်းရမှာဆိုတော့ပတ်ဝန်းကျင်မကြိုက်လို့ကိုမယူဘူးဆိုရင်လည်းဒါကတော့ အဲ့လိုမျိုးကြတော့တိတ်ပြီးမှဘယ်လိုပြောမလဲဒါကတော့ကို့အတွက်ရွေးချယ်မှုတိတ်မဟုတ်တော့ဘူးတော့ဘာလို့ဆိုကိုကတသက်လုံးကိုနဲ့ပေါင်းရမှာဆိုတော့ကို့အတွက်အဆင်ပြေနေဆိုရင်တော့ကျမကတော့ဒါကတော့လူမျိုးပါလာခွဲခြားနေစရာမလိုဘူးပေါ့နော်အဆင်ပြေတယ်လို့မြင်တယ်ပေါ့နော်ပြီးရင် ကိုဒါဆိုရင်လည်းကိုကလည်းအဲ့လိုပဲရွေးချယ်ဖြစ်မယ်ထင်တယ်ပေါ့နော်အဲကို့လူမျိုးမှမဟုတ်ဘူးအထူးသဖြင့်ကို့ကိုပေါ့နော် နားလည်မှုပေးနိုင်တယ်ကိုနဲ့ကိုတရားပေါ်တရားလေးစားမှုရှိတယ် ဲ့လိုမျိုးဆိုရင်တော့အဆင်ပြေပေါ့နော်ကိုယ်တယောက်တည်းဘယ်မှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲအဲလူမျိုးကိုယ့်ရဲ့မိသားစုပေါ့ကိုယ့်ရဲ့ရိုးရတလေးတွေပေါ့ကိုယ့်ရဲ့ဘာသာပဲဖြစ်ပေါ့နော်သူဘယ်လောက်ထိနားလည်မှုပေးနိုင်လဲလေးစားမှုအပြန်လဲလေးစားမှုပေးနိုင်လဲဒီဟာတွေပါညှိနှိုင်းပြီးတော့အဆင်ပြေတယ်ဆိုရင်တော့ဒါကတော့လူမျိုးမတူလဲကျမတော်ကတော့အဆင်ပြေတယ်လို့မြင်တယ်ပေါ့နော်အင်းမလူငယ်ရင်းနေနဲ့ဒီလိုမျိုးဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချင်တယ်ပေါ့နော်ဒါမဲ့ အော်တစ်ဖက်မှာဒီလိုမျိုးကချင်မှာဆိုရင်အခုနကပြောသလိုဂျိန်းဖုန်းမှာဆိုရင်အာယူရတလေထိမ့်သိမ့်ရတာတွေပေါ့နော်ဒီအစင်လာတွေအချက်တွေအများကြီးရှိတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့စိန်ခေါ်မှုရှိလားပေါ့စိန်ခေါ်မှုရှိလားဆိုတော့ကျမတို့ရဲ့ကချင်မှာအာကပေါ့နော်ခုနပြောခဲ့သလိုကလေးတွေကကြတော့အဖေရဲ့မျိုးရိုးကိုဆက်ခံရတာပေါ့နော်ဆိုတော့ကကြတော့အဲ့လိုမျိုးနဲ့ကျမတို့ကမျိုး ဘယ်လိုပြောမလဲကိုယ့်ရဲ့အမျိုးတွေအများကြီးအဲ့လိုမျိုးတင်ရတဲ့တယောက် support လုပ်ပေးကြတယ်ပေါ့နော်။ဟိုဆိုရင်မရန်ကမွေးလာတဲ့ကလေးဆိုရင်မရန်ဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးပေါ့နော်။ဒါပေမဲ့ကိုကဥပမာကျမဆိုရင်ဘာသာချားနဲ့အဘာသာချားမဟုတ်လူမျိုးချားနဲ့ယူလိုက်မယ်ဆိုရင်အာကိုယ့်ရဲ့သားသမီးတွေကအဖေရဲ့အဲ့လိုမျိုးမျိုးရိုးတော့မရှိတော့ဘူးလို့ပြောလို့ရမှာပေါ့နော်အဲ့ဒီအချိန်မှာကျတော့ဒီအခုနောက်တချို့တွေဆိုရင်တော့အဲ့လိုမျိုးရှိရပေါ့နော်ဒီသူတို့ကဒီမွေးစားခံလိုက်တာ အဲ့လိုမျိုးရှိရဲအလို့ဆိုဒီဥမာတခြားလူမျိုးပေါ့နော်ဆိုတော့ကိုနဲ့ယူလို့ရတဲ့ကိုနဲ့ယူလို့ရတဲ့အမျိုးကျမမရန်ဆိုရင် तू ကမရစ်ကိုကျမနဲ့ယူလို့ရတဲ့အမျိုးမှာ तू ကတော့အဲ့လိုကင်ပွန်းတက်ခံပြီးတော့အဲ့လိုမျိုးယူအဲ့လိုမျိုးယူကြလာတယ်လည်းရှိတယ်ပေါ့နော်နိုင်တာမျိုးပေါ့နော်နိုင်ပြီးတော့ပေါ့နော်အဲ့ဒါကြတော့ तू ဒါကြတော့အဲ့လိုမျိုးခင်ပွန်းတက်ပြီးနိုင်မယ်တက်ပြီးယူရမယ်ဆိုပြီးမှမယူအဲ့လိုမျိုးမတက်ရင်ယူလို့မရဘူးဆိုတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးအာညှိနိုင်ပြီးတော့အဲ့လိုမျိုးလောက်ကြတာတော့များတယ်ပေါ့နော် အာဒီတော့ဟိုကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးလူမျိုးတူချင်းမဟုတ်ဘဲနဲ့ပေါ့နော်သူတို့စိတ်တူကိုယ်တူအဲ့လိုမျိုးသဘောကျအဲ့လိုဟိုယူသွားတာမျိုးတွေရှိတာသူတို့တွေရောဘယ်လိုမျိုးတွေ့ကြုံရတာမျိုးတွေမြင်လဲပေါ့ကိုကရောဒီပုံမှာကိုယ့်ရဲ့အမြင်ရောဘယ်လိုရှိလဲပေါ့ရှိပါတယ်ဟိုကတော်တော်များများရှိကြတယ်ပေါ့နော်ပတ်ဝန်းကျင်မှာလည်းရှိပါတယ်ဟိုညသွားပြင်းဆိုရင်ကပြောမယ်ဆိုရင်ဟိုရခိုင်နဲ့ဗမာနဲ့ယူပါလေရှိရပြောနောက်ပြီးရင်တချို့ဆိုရင်ကျွန်တော်ရခိုင်ကနေပြီးရောဟိုမှာ အဝေးကြီးကအဲ့လိုဥရောပတို့ US တို့ဘက်ကယူရတယ်ရှိတာပဲအဲ့ဟာကျွန်တော်တခုထင်တယ်ဗျသူချစ်ကြိုက်တဲ့အချိန်ပေါ့နော်အဲ့မှာတော့သူမိသားစုနဲ့နင်းနေရောညှိရနိုင်မယ်တင်တယ်ဘာလို့လဲတချို့တည်ရတာဟိုကလူကြီးရကြတာလက်မခံကြဘူးလေလက်မခံကြတော့သူအဲ့ဟာကိုဟိုနင်းနေရောတိုက်ခင်တော့လောရနိုင်မယ်နော်မရန်ကဘယ်လိုထင်လဲအာဟုတ်တယ်ကျမတို့စီမှာလည်းအခုအဲ့လိုမျိုးလူမျိုးချားကိုယူတာများတယ်ပေါ့များလာတယ်ပေါ့နော်နောက်ပိုင်းဆိုရင် အာပုံများလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာလို့ဆိုရင်ဤပညာတွေလည်းတိုးတက်လာတယ်ပြီးရင်အရင်တုန်းကလိုမျိုးအဲကိုယ့်ရဲ့နေရာမှာပဲနေတာမဟုတ်ဘဲနဲ့အပြင်ထွက်ပြီးအဲလုံလုံလာတယ်ပညာသင်ရတယ်အပြင်ထွက်လာတဲ့အချိန်မှာဆိုရင်တော့တခြားလူမျိုးတွေနဲ့လည်းအများကြီးတွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာတခြားလူမျိုးနဲ့အဲချစ်ကြိုက်ပြီးတော့အဲယူကြလာတယ်လည်းများလာတယ်ပေါ့နော်အဲအဲ blessing ခေါ်မှုလို့ပြောရင်ကကြတော့တည့်တဲ့အတိုင်းပဲပေါ့နော်လူကြီးတွေကကြတော့ နည်းနည်းတော့ကိုသားသမီးကိုဆိုကိုလူမျိုးယူစီခြင်းနဲ့စိတ်ကတော့ရှိသေးရပေါ့နော်ဆိုတဲ့ခါကျတော့ကိုကတခြားလူမျိုးယူမဲ့ဆိုတဲ့အချိန်မှာကိုမိသားစုကအရန်ပြောယူရတယ်ပေါ့နော်ဥပမာဆိုမိသားစုကလူမျိုးကိုလူမျိုးသူပဲယူခိုင်းစေခြင်းနဲ့တခြားလူဆိုရင်တော့တိတ်အဆင်မပြေတော့ဘူးပြင်ကျမတို့ကဒါကရိုးရတလေမဟုတ်ပေမဲ့ကျမတို့ဆီမှာဒီဘာသာရေးကိုလည်းနည်းနည်းကြည့်တဲ့အပိုင်းမှာရှိတယ်ပေါ့နော်ဆိုတော့ ကချင်တွေခရိယံများတယ်ဆိုတော့အခါကျတော့ဒီခရိယံမဟုတ်တဲ့လူနဲ့ယူတဲ့အချိန်မှာဆိုရင်အာနင်တို့သာသမီရလာရင်နင်တို့ဘယ်လိုလုပ်မလဲဒါကတော့အိမ်ထောင်ရေးကအဓိကပြဿနာဖြစ်လာမှာအခုကအဆင်ပြေပဲမဲ့နောက်ပိုင်းဆိုရင်အဆင်မပြေတော့ဘူးဆိုတဲ့ဟာမျိုးကိုအရင်အဲ့လိုမျိုးတိတ်ပြီးမှအားမပေးတဲ့အပိုင်းမှာတွေရှိတယ်ပေါ့နော်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့လူမျိုးတူချင်းပဲလက်ထပ်ထိမ်းရမယ်ဆိုတဲ့အပေါ်မှာလက်ခံလားလက်မခံလားဘယ်လိုမြင်လဲပေါ့နော်မျှဝေပေး တော့ပါအောင်ဆိုပြီးတော့ဒါတင်လိုက်တဲ့အခါမှာပေါ့နော်ဒီ sincere bb ဆိုတဲ့ account ကနေပြီးတော့သူကအာဒီ post ကို share ပြီးတော့ပေါ့နော်သူ့ရဲ့ဟိုအမြင်လေးကိုရေးထားတာပေါ့သူဆိုရင်မွေးကလေးအကိုဗလင်းခံရတယ်ပေါ့နော်အာအပြစ်တင်ခံရတယ်ပေါ့ဘာလို့လဲဆိုတော့အဖေကလူမျိုးမတူတဲ့အမေနဲ့လက်ထပ်ခဲ့လို့ပေါ့နော်ပြီးတော့သူတို့အဖေတို့မောင်နှမတွေမှာဆိုရင်လည်းအားလုံးကဒီမိဘသဘောတူတဲ့သူနဲ့ပဲလက်ထပ်ရတယ်ပြီးတော့သူတို့မောင်နှမတွေကသွေးနှောမှုလို့အများအားဒီဗလင်းခံရတယ်ပြစ်တင်ခံရတယ်ပေါ့အမားတစ်ခုလုံးမိနောက်မှာ ဒါသူ့မိဘကလူမျိုးနဲ့တူလို့ပါညာပြောခံရမျိုးတွေရှိတယ်ပေါ့နော်အဒီပေါ်မှာဟိုမှတ်ချက်လေးပေါ့လူတူရှင်းလေးပေးပေးပါလားဟုတ်တဝန်းကျင်ကနေကိုကလူမျိုးချားကိုယူတဲ့အချိန်မှာအထူးသဖြင့်ကျမတို့အစီအမဆိုလဲရှိရပေါ့နော်တချို့အာလူမျိုးချားကိုယူတဲ့အချိန်မှာလုံးဝလက်မခံနိုင်တဲ့အပိုင်းပေါ့နော်အာလုံးဝလက်မခံနိုင်ဘူးအာတဘောကိုမတူဘူးဥပမာဆယ်နေအဲ့တရားနဲ့ယူရဆယ်အင်တာအဘလဲ မင်္ဂလာလည်းမင်္ဂလာပွဲလည်းမလာဘူးဆိုတော့ဟာမျိုးတွေအထိရှိတယ်ပေါ့နော်ပြီးရင်ပတ်ဝန်းကျင်ကနေခွဲခြားတာကလည်းအနည်းနဲ့အများတော့ရှိမယ်လို့ကျွန်မမြင်တယ်ပေါ့နော်မလဲလို့ဆိုရင်အဲကျွန်မတို့ဆိုရင်တော့ဥပမာဆိုရင်ဒီခုနပြောသလိုပဲလူမျိုးနှစ်ခုဖြစ်တဲ့အာနှစ်ခုဖြစ်သွားပြီပေါ့နော်ဒီဥပမာဆိုကချင်ကတခြားဥပမာနဲ့အာမြန်မာနဲ့ယူလိုက်တယ်ဆိုပါဆိုဆိုတော့ အဲ culture ကလည်းမတူဘူးဖြစ်သွားတယ် culture ကလည်းမတူဘူးပြင်နောက်တစ်ခုကဘာသာရေးဆိုရင်လည်းနည်းနည်းတော့ဟိုဟာအဲတိတ်တော့မတူတဲ့အပိုင်းတော့ရှိမှာပေါ့နော်ဘာလို့လဲဆိုရင်မြမဆိုရင်တော့များတော့ဖေဗုဒ္ဓဘာသာများတယ်လीနော်ဆိုတဲ့ခါကျတော့ဒီအပိုင်းမှာပြင်ဥပမာဆိုရင်ကလေးတွေအနေနဲ့ကြာတော့ဘလို့ပြက်တလာတွေဂျုံရလဲဆိုတော့ဥပမာဆိုရင်ဖျားចောင်းပဲလိုက်ရမလားဖုန်ကြီးចောင်းပဲလိုက်ရမလားဆိုတဲ့ဟာမျိုးပြင်ဒီဘလို့ပြောမလဲသူတို့ရဲ့ခံစားရတဲ့အပိုင်းတွေတော့ရှိလာမယ်လို့ထင်တယ်ပေါ့နော်ဒါကတော့ရှိရမှာတွေတော့များပါပေါ့နော် တည်ရဟိုဘောကျွန်တော်တငယ်ချင်းတယောက်ဘောနော်သူကသူဆိုရင်အဲ့လိုသူမိဖရယ်ဘောနော်သူမိဖရယ်ဆိုရင်ဟိုလူမျိုးရှာနဲ့ယူတာဘောပြီလူမျိုးရှာနဲ့ယူရယ်ဟိုသူမိဖရယ်ကနေပဲဆင်းသက်လာရယ်ဘောနော်ဆင်းသက်လာပြီးတော့အဲ့မှာဟိုတာသမီးရယ်မွေးရယ်မွေးတဲ့အခါကျရင်သူကဘာလုပ်လဲဆိုရင်အဲ့တာသမီးတွေကိုဘေဘာသာကိုးကွယ်မလဲသူတို့ကသူကိုယူခိုင်းလိုက်တယ်ဆိုတော့အမေဖက်ကိုကိုးကွယ်မလားဖေဖက်ကိုကိုးကွယ်မလားသူဟာသူကိုးကွယ်ရဘောဆိုတော့ အဲ့ဒီမှာအဲ့ဒီသမီးရဲ့အကုန်လုံးမှာတက်တက်ကနောက်ထပ်ဘာသာတစ်ခုကိုးရဗျာနောက်ထပ်တစုတွေကအခြားဘာသာကိုးရဆိုပေမဲ့အဲ့ညာမှာဒီ blink ခံရတာမခံရကြဘူးသိလားဟိုအဲ့ဆွေမျိုးလေးမှာဗျာရှင်းရှင်းပြောရမယ်ဆိုရင်ဒီမီတာစုကစီးပွားဘယ်လောက်ဖြစ်တယ်ဆိုရပုံဘူးဒီမီတာစုကစီးပွားကြရတယ်ဟိုအော်ဟိုဘက်ကအုပ်စုက blink ပါပဲတည်ရဆိုတော့သူကအမြဲကြိုးစားနေရတယ်ဗျာဆိုတော့အဲ့ဒါကိုခုလို့ရှိရင်နောက်ပြီးရင်အဓိကအဲ့မတူ အဲ့လိုမျိုးခွေးချတဲ့နေရာမှာခွေးချတဲ့နေရာမှာဆိုရင်ကျွန်တော်သိရဆိုရင်ညသောအဖြစ်များဟိုမင်းကလေးတွေကလေအဲ့လိုမျိုးတောယူတယ်ဆိုရင်ပူပြီးခွေးချတယ်ယောက်ျားလေးကြာအဲ့လိုမဟုတ်ဘူးတစ်ခါတည်းကျရင်ရောနှစ်ရောရှိရပြောသိရမလားဟိုကဒီဖဲရောကမင်းကလေးကိုဒီဖဲရောကကောင်လေးတွေကလာပြီးပူပန်းပြီဆိုရင်လေအဲ့ဒီဒီရောကောင်ရဲ့အဲ့ငါ့ရောမလာနိုင်ဘူးငါ့ရောကောင်မလေးလာမပူပန်းနေသေးတယ်ဆိုတော့ဒီဖက်ရောကောင်လေးကဟိုဖက်ရောမင်းကလေးပူပန်းလာကြတော့အဲ့ကောင်လေးကိုကြာမပြောဘူးပြည်တယ်အဲ့မင်းကလေးကိုမင်းကလေးကိုကြာသူကတူရင်တူရ အဲ့လိုယူရလေရှိတာဟိုဒါလည်းလူဖွဲ့စီမှာเนาะမိန်းကလေးကအမြဲနားတဲ့ဘက်ကယောက်ျားလေးကတားတဲ့ဘက်ကဆိုရဲဟာမျိုးเนาะခွင့်ချရတာကျွန်မပြောတယ်လို့ပေါ့လေအဲ့လိုဟိုသူကဒီအဖေဖက်ကိုမျိုးလိုက်တယ်ပေါ့ဗျာအဲ့တော့သူကအဖေဖက်ကိုမျိုးလိုက်တော့အဲ့သူကမိန်းကလေးပါသွားတယ်ဆိုရင်သူတို့မျိုးမျိုးဆုံးရှုံးတယ်ဆိုပြီးတော့ခံယူတာနေမှာပေါ့အဲ့တော့သူကလက်မခံဘူးကြတယ်ရတယ် အာဒါကျမတို့ဒီလူငယ်တန်အစီအစဉ်ကနေပြီးတော့ဗောနော်ဒီတခြား online ကအာလူငယ်တွေကိုလည်းသူတို့ရဲ့အမြင်တွေဗောနော်မေးမြန်းထားရရှိဗောဒါဆိုရင်ကျမတို့ဒါသူတို့ရဲ့အမြင်တွေအတန်တွေကိုလည်းနားထောင်ကြည့်လိုက်ရအောင်ဗောနော်ဟောလူတလူတရားရဲ့ချစ်ဘခွဲတို့အိတ်ထောက်ပြပအိတ်ထောက်ပြလာလို့ဒီသူရဲ့လော်လတ်ဘခွဲဖြစ်တယ်သူချစ်တဲ့သူသူဟိုတဘောကြတဲ့လူပဲ မေကလေးဖြစ်စီယောက်ျားလေးဖြစ်စီအေးဘာသာတူတူမတူတူလူမျိုးတူ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 ဟောနော်အသားရောက်တူချင်းမတူချင်းပုံမှာအမူတည်ပြီးတော့ခွဲခြားပြီးတော့တတ်မှတ်လို့မရမဖြစ်စီချင်ဘူးဟောကျွန်တော်ကျွန်တော်ကလည်းအဲ့လိုမျိုးထိတ်ချ delete ထုံစံစိန်လာတစ်ခုအနေနဲ့လုပ်ဖို့လုပ်ရမယ်ဆိုတဲ့ဟာမျိုးနဲ့အိုးပေါ့နော်မထိတ်သိမ့်သိမ့်တဲ့အရာမျိုးဖြစ်သွားပြီပေါ့နော်ခု2000ခုရောက်နေတာကလည်း23ရာစုထမ်းမှာဆိုတော့ ်ဘောเนาะဟောဘယ်လိုပြောပါလဲလူမျိုးတူတူချင်းတူချင်းအင်းဘောပဲဘောเนาะနိုင်ငံနိုင်ငံအဖြစ်ဘောเนาะနိုင်ငံတူချင်းတူချင်းလူမျိုးတူချင်းတူချင်းရပါရဆက်တဲ့ဖြစ်ဘယ်လိုပဲဖြစ်နေပါစေဘောเนาะအဲ့ဒီအရာရာထိတ်ထိတ်တိတ်တဲ့အထံမှာမထိတ်ရကျွန်တော်ရဲ့ပုဂ္ဂလိကအမြင်အရဆိုရင်ထိတ်ထိတ်တိတ်တော့ဘူးပေါ့လောဘစီယူဆန်တဲ့အရာဆိုပြီးတော့ကျွန်တော်ကမြင်တယ်အဲကျမတို့မိသားစုမှာတော့လူမျိုးတူရှင်လက်ထပ်ရမယ်ဆိုတဲ့ထုံတမ်းစဉ်းစားတာတော့မရှိဘူးကိုကျင့်နေတဲ့တက်တဲ့ဘူးမဆိုရွှေလို့ရတယ် အဲကျမအမေဆိုရင်အင်ဒူကျမအဖေဆိုရင်ဗမာပေါ့အဲလူမျိုးမတူယူထားပြင်မဲ့လဲကျမတို့မိသားစုကသူ့ရဲ့တလေကိုရဲ့တလေအပြန်လန်လေးစားမှုရှိတယ်အဲရှေးလျှောက်တိအစင်အလာမလွယ်မသိစက္ကန့်ထိမ့်သိမ့်ရမယ်လို့ယူဆပါလားစက္ကန့်ထိမ့်သိမ့်တော့ပို့ကောင်းတာပေါ့နော်အဲကိုရဲ့လူမျိုးမျိုးမတုံတော့ဘူးလူမျိုးစစ်မှန်ရတယ်အင်သားဆိုအင်သားချမ်းဆိုချမ်းဗမာဆိုဗမာလူမျိုးစစ်မှန်ရတယ်ပေါ့ ထောင်းတန်းစင်လာတအားရရောမရှိဘူးကိုချစ်ခင်တယ်ကိုမြတ်သက်ဆုံးမတဲ့ဆိုရင်ယူလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်မှာလို့ချုံချေထားတာတော့တော့ချုံချေထားတာတော့မဟုတ်ဘဲနဲ့လို့လည်းလည်းလက်မခံနိုင်တဲ့လက်မခံနိုင်တဲ့အရာတစ်ခုကတော့ရှိနှစ်ခုရှိတယ်ပေါ့နော်အဲ့အားနဲ့တတိယချာတော့အာဘာသာရေးဖြစ်တယ်ပေါ့ကျွန်တော်တို့ဘက်မှာဒီဘာသာဘာသာကိုကုွက်ရံကြည်ကြရတယ်များတယ်ပေါ့အာ အဲ့တော့မဟုတ်ညီမတို့ညီမတို့ရဲ့လို့ပေါ်တာပါတာဟဲ့မဟုတ်ပဲနေပေါ့တခြားလို့မစမဲလို့ခရီးယန်လို့ဟိန္ဒူတို့ကနေယူလိုက်မယ်ဆိုရင်နည်းနည်းအမြင်မကြီးရတယ်အဲ့လိုမျိုးတွေရှိရပါတော့အဲတက်ပြီးတော့တဖို့မကြချင်ဘူးပေါ့အဲဒီခေတ်တိုင်းတော့တဖို့တော့ခုကကြတော့လို့ပေါ့ဒီလိုက NGBT တွေပေါ့နော်အချင်းချင်းမိမမင်းလေးချစ်စင်နိုင်ဒီစင်ကြတာလေးပေါ့လို့မျိုးဆိုရင်လည်းသူကတိုက်ပြီးတော့အဲအဲ့လိုတဖို့မကြကြဘူးပေါ့နော် အများကြီးရောရှိပါတယ်အဲ့ဒီကတည်းကညီမအမြင်နေလဲဘယ်လိုပြောရမလဲဆိုတော့ဟမ်လို့လေတလေထုံတန်းပေါ့နော်တိုင်းသားချင်းချင်းယူရမယ်ဆိုတဲ့တလေထုံတန်းပေါ့ညီမအမြင်ကတော့အဲညီမတို့တဘောမကြအောင်ရှင်းပါလို့ဟဲ့အဲညီမလေးကိုယူမျိုးအချင်းချင်းတွေကနေကိုယူမှာမဟုတ်ကိုချစ်ခင်တဲ့တန်းဆောင်ရတဲ့ဆိုရင်အဲမိန်ကလေးပဲဖြစ်နေပါစေလို့ဒီမှာအဲ ကိုယူပါပဲပြဿနာရင်ဟိုဒီထုံးတန်းစင်လာတွေပါဒီထုံးတန်းစင်လာတွေကိုညီမလိုက်နာမဲ့ဒီဘဲမဟုတ်ဘူးရှင်အတော့ဟိုညီမလက်ချစ်တယ်နေတတ်တယ်ဒီညီမအဲမိန်းကလေးတယောက်ပဲဖြစ်နေပါစေပေါ့ဒီမှာ GPT ပဲဖြစ်နေပါစေညီမချစ်ရင်စီယူပါပဲရှင်ဟုတ်ဟုတ်ကဲ့ပါဒါကတော့လူငယ်တွေကပေါ့နော်သူတို့ရဲ့အမြင်တွေကိုပြောပြသွားတာပေါ့နော်အာဒီတော့ဟိုလက်ထက်ထိမ်းများခြင်းဆိုတာကဒီအရွယ်ရောက်ပြီးတဲ့လူ တွေအတွက်ပေါ့နော်အရေးကြီးဆုံးအရာတွေကတခုဖြစ်တယ်ပေါ့နော်အော်ဒီတော့ဟိုအခုနပြောသလိုပေါ့လူမျိုးတူချင်းပဲလက်ထပ်ထိမ်းရမယ်ဆိုရယ်ဒီဒလိရွရထုံတဲ့အစဉ်လာလူမှုစံနှုန်းသတ်မှတ်ချက်တွေကပေါ့လူနှစ်ဦးရဲ့အာသူတို့ရဲ့အာကိုပိုင် ဆုံးဖြတ်ချက်ပေါ့နော်အာဒီလိုလက်စွာဆုံးဖြတ်ချက်အပေါ်မှာအာဘယ်လိုမျိုးစိန်ခေါ်မှုတွေရှိစေလဲပေါ့နော်ဒီအပေါ်အမြင်တွေလည်းဆွေးနွေးပြပါအာခုနကပြောလို့ပေါ့နော်ဒါက အိမ်ထောင်ပြုတယ်ဆိုတော့ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုလို့အဲပြောသွားပါဘောเนาะအဲဒါကလည်းအဲဟုတ်လဲဟုတ်ပါတယ်ဘောเนาะကိုကဒီအိမ်ထောင်ပြုဖို့ရွေးချယ်တဲ့အချိန်မှာဒါကတော့ဒီကိုရဲ့တဘောလုံးဆိုင်ကြီးပဲပြီးရွေးချယ်ကြတာပဲပေါ့နော်ဆိုတဲ့အခါကျတော့ဒီအိမ်ထောင်ပြုတယ်ဆိုတော့ကျမတို့အနေနဲ့ကတော့ဒီဘယ်လိုပြောမလဲဒါကတော့လူတယောက်ရဲ့လွတ်လပ်ပိုင်ခွင့်ပေါ့နော်သူကိုချစ်ကြိုက်နေတဲ့လူနဲ့ရွေးအဲရွေးချယ် အဲ့ဒီချစ်ကြိုက်နေတဲ့တဲ့သူကိုပေါ့နော်ရွေးချယ်နိုင်တယ်လို့ကျမတို့မြင်တယ်ပေါ့နော်ဒါသူရဲ့လွတ်လပ်ခွင့်ဖြစ်တဲ့အတွက်ကြောင့်မို့ရွေးချယ်ခွင့်လည်းရှိတယ်ရွေးလည်းရွေးချယ်နိုင်တယ်လို့မြင်တယ်ပေါ့နော်ဒါပေမဲ့ဒီပတ်ဝန်းကျင်ကဒီလူမျိုးချားဖြစ်နေတဲ့အချိန်မှာပတ်ဝန်းကျင်ကနေပို့ပြီးတော့သူတို့အနေနဲ့အခက်အခဲတွေတော့ကြုံနိုင်တယ်ပေါ့နော်ဥပမာဆိုရင်အဲပတ်ဝန်းကျင်ကဒီ PR တွေပေးတာတွေကိုပြင်တာမှမဟုတ်ရင်ကိုမိသားစုကို ကိုဘယ်လိုမြင်သွားမလဲတခြားလူအဲတခြားလူမျိုးမတူတဲ့လူကိုယူလိုက်တဲ့အချိန်မှာဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကဖြစ်အားတွေပြင်ဒါမှမဟုတ်ကိုမိသားစုကလည်းဖြစ်နိုင်တယ်ပေါ့နော်ပြင်နောက်တစ်ခါကိုကကြာတော့ဒီအစိမ်းခုံမှုလို့ပြောရင်ကတော့ဒီနေရာမှာကျတော့ညှိနိုင်ခြင်းဘယ်လောက်ထိညှိနိုင်နိုင်တယ်လဲဆိုတော့ဟောမှာအရင်အရေးကြီးတော့ရေလို့ထင်တယ်ပေါ့နော်သူကိုအနေနဲ့သူနဲ့ဘယ်လောက်ထိညှိနိုင်နိုင်လဲသူလဲကိုဘယ်လောက်ထိလက်ခံနိုင်လဲမတူညီမတူညီတဲ့နှစ်ယောက်က အိမ်ထောင်ပြုတ်မယ်ဆိုတဲ့အချိန်မှာနားလည်မှုညှိနှိုင်းမှုကအရင်ကြီးကြီးပေါ့နော်။ဥပမာဆိုရင်မောင်နှမအချင်းချင်းတောင်မှညှိနှိုင်းလို့မရတဲ့အရာတွေအဆင်မပြေတဲ့အရာတွေရှိရပေါ့နော်။ဒါတော့မှတိမ်နဲ့တွေ့တာလည်းပေါ့နော်။ဒါအဲ့အချိန်မှာကိုကလုံးဝကိုမှအဲ့လိုမျိုးချပေါ့နော်။ယဉ်ကျေးမှုမတူဘူး၊တလေထုံတတ်မတူဘူး၊ဘာသာစကားမတူဘူး၊ဘာသာရေးမတူဘူး။ဒီလိုမျိုးလူကိုအာကိုကချစ်ပြီးတော့ရွေးချယ်လိုက်တဲ့အချိန်မှာကိုကအများကြီးညှိနှိုင်းရတော့မယ်ပေါ့နော်။အာပြီးရင်နောက်တစ်ခုကကြတော့ခုနကပြောသလိုပဲဒီ လူသားလူသူတယောက်ရဲ့လွတ်လပ်ပိုက်ခွင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီပတ်ဝန်းကျင်ကနေလဲဒါကတော့အရင်ဖြစ်အားပေးတာမျိုး မလုံနိုင်မလုံရင်တော့ပို့ပြီးမှဒီလူငယ်တွေအနေနဲ့တို့ရဲ့ချစ်ကြိုက်နေတဲ့လူနဲ့လွတ်လွတ်လပ်လပ်ဒီအိမ်ဘယ်လိုပြောမလဲတဘွားကိုဒူထောင်နိုင်မယ်လို့တော့မြင်နေပေါ့နော်โอเคแล้วส่วนคุณมิ้นตัวอ๋อเปรียบไปป่ะโหดีอ่ะโหပြောသလိုပေါ့ခုနပြောသလိုပေါ့ သူနှစ်ယောက်ကြီးကြိုက်နေရဆိုရင်တော့ဒီတာစီယာမဖြစ်စေချင်ဘူးပြ။ခုနကပြောလူသားလွတ်လွတ်ခွင့်လူသားလွတ်လွတ်ခွင့်ဆိုတာလူတရားရဲ့စင်ရင်စံလုံးအတိုင်းပြောရမယ်ဆိုလူရဲချစ်တက်တယ်။အဲ့တော့သူတို့ရဲ့ရှင်ရှင်ကိုကျွန်တော်မခွေသေးဘူး။စတာရှင်ရှင်လေးပါပဲ။ဆိုတော့တစ်ဖက်မှာရည်ရင်လည်းကျွန်တော် traditional ကထိမ့်သိမ့်ဖို့လိုရပြ။ဆိုပြောရမယ်ဆိုရင်ကျွန်တော်တို့ဟိုဟာရခိုင်လူမျိုးပေါ့ဗျာ arrogant လူမျိုးလို့ပြောပြောဖို့အတွက်ကျွန်တော်ရဲ့ဒီ တကြံပွေးတို့ဒီမင်္ဂလာပွေးတို့သူရဲ့ဘာသာစကားတို့သိရမလားသူရဲ့ဝက်စားဆင်မှုရခိုင်ရခိုင်ဝက်စုံအဲ့ဒီဟာတွေကဒီရင်ကျင်းမှုတွေဒီဟာကြီးကိုပြမှာကျွန်တော်ဒါလူမျိုးဆိုတာပြလို့ရတယ်ဆိုတော့ဒီဟာကြီးမရှိရင်လည်းကျွန်တော်ကလူမျိုးပြလို့မရဘူးဆိုတော့ traditional တော့ထိန်ရမှာပဲဒါပေမဲ့တစ်ဖက်မှာကြည့်ရင်လည်းဒီ traditional ကြီးမှာဒီလူသားတွေရောလွတ်လွတ်မှုကိုချိုးဖောက်မဲ့အရာတွေပါနေကျွန်တော်ဖျက်ရမယ်ဗျာဥပမာရခိုင်ဖြစ်လို့ဘလို့နေရမလဲဘလို့ စရမယ်သူရဲ့အဲ့လိုမျိုးဟိုထိန်းချုပ်တခုထိန်းချုပ်ထားရဆိုရင်ဥမာရခိုင်မင်္ဂလေးတွေကအိမ်ထဲရအိမ်ပြင်မထွက်ရဘူးအိမ်ထဲမှာပဲနေရမယ်ဒါကြီးကမဖြစ်တဲ့ဘူးလင်းမယ်ဟိုလွတ်လွတ်လပ်လပ်ဖြစ်ရမယ်ပြီ traditional ကိုလည်းထိန်းသိမ်းရမယ်အဲ့လိုမျိုးတော့လိုတယ်ပြီ traditional ကြီးမှာကျွန်တော်ကအလေးချင်းကနေလာတယ်လူရဖန်တီးလိုက်တာဆိုတော့ဒီဟာမှာကျွန်တော်ကဟိုလူသားရဲ့စံဟင်စံနှုန်းလူသားတွေရဲ့ဒီဖြစ်တည်မှုကို against ဖြစ်နေတယ်သူက anti ပြုတ်နေတယ်ဆိုရင်ကျွန်တော်တားစီရမှာပဲဥမာတစ်ခါတည်းကြုံမှာပါဟိုကတချို့ တူဟာနိုင်ငံတွေမှာဆိုရင်ဗျာဒီဟိုဟာရစ်ပူဆိုတာရှိရလေအဲ့ဒီဟာကြီးဆိုရင်တားဆီးထားရဗျာဥပမာဒီလိုအိန္ဒိယမှာဆိုရင်ရင်တော့ဆိုရင်မျိုးသမီးကြီးတွေကအဲ့လိုသူကလင်ယောက်စားတည်တော်ရဲ့အခါတည်ဆုံးတော်တဲ့အခါသူကမိဘုံတွေခုန်ချပြီးတော့အသေးခံရတယ်ဆိုတော့အဲ့ဒါကြီးကြတော့အဆင်မပြေဘူးဗျာသူကတယောက်ဖြစ်တည်မှုနဲ့လုံးဝအဆင်မပြေဘူးဆိုတော့အဲ့ဒါကြီးတားဆီးရဗျာဆိုတော့ကျွန်တော် traditional မှာအဲ့ကျွန်တော်တားဆီးရမယ့်ဟာတားဆီးရမယ်ဟိုဟာ ဆက်လက်ထင်းသိမ်းတဲ့ဆက်လက်ထင်းသိမ်းတဲ့ဟာထင်းသိမ်းရမယ်အဲ့လိုမျိုးသွားမှာပေါ့ဗျာကျွန်တော် gen gen z တွေအကုန်လုံးကလည်းကိုယ်လွတ်လွတ်မှုလိုချင်တယ်ဗျအဲ့လိုမျိုးတားဆီးရတွေကကျွန်တော်မလိုချင်တော့ဘူးအဲ့တော့တားဆီးရတွေကျွန်တော်ဖေချာပြီးတော့လိုရာကိုပေါင်းထည့်ပြီးတော့ဟိုဟာမလိုတာကိုဖြုတ်ချပုံတော့အဲ့လိုမျိုးသွားရမယ်လို့ထင်ပါတယ်နောက်ပြီးခုနပြောသလိုအဲ့ဒီအတားဆီးတွေကြောင့်ဒီချစ်ကြိုက်နေတဲ့ချစ်သူတွေဝေးသွားကြမယ်ဆိုရင်တော်တော်နှမျောဖို့ကောင်းတယ်ဗျာဒီကလူတယောက်နဲ့တယောက်ချစ်ကြိုက်ဖို့ဆိုတော့တော်တော်ခက်ခဲတယ်အဲ့ဒါရင်ပါခွေးနေပါလိမ့်မယ် တော့ကျွန်တော်ကတော့အဲ့လိုပဲမြင်ပါတယ်အခုနကပြောသလိုပေါ့နော်ပတ်ဝန်းကျင်ရဲ့ pressure ပတ်ဝန်းကျင်ရဲ့ဖိအားပေးတာတွေလည်းရှိမယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျမတို့ကဒီဆက်လက်ထိန်းသိမ်းတင်းတဲ့ဟာတွေရှိတယ်ပေါ့နော်ဥပမာဆိုရင်ကျမတို့ရဲ့ဒီအချင်းမှာလည်းပေါ့နော်ဒီဥပမာဆိုရင်ဆွေမျိုးဒီ kinship system ပေါ့နော်ဒီဆွေမျိုးတော်ဆက်မှု system တွေဆိုရင်တော့ဒါကျမအရန်ကောင်းတဲ့အရာလို့တော့မြင်တယ်ပေါ့နော်တယောက်နဲ့တယောက်အာပို့ပြီးမှအာပံ့ပိုးကူညီပေးနိုင်တယ်ဆိုတဲ့ဟာမျိုး ရှိရပေါ့နော်ဆိုတော့ဒီဟာလည်းအရင်ကောင်းတဲ့အရာဖြစ်တယ်ပြီးရင်နောက်တစ်ခုတင်တောင်းတဲ့အချိန်မှာလည်းကိုကကြတော့ကိုရဲ့ယူမဲ့အမျိုးသမီးကိုကိုကတော့တန်ဖိုးထားတယ်ပြီးရင်ကိုရဲ့ရဲ့ဘယ်လိုပြောမလဲအဲဒီအမျိုးသမီးအတိုင်းဝိုင်းကိုလည်းကိုကတန်ဖိုးထားတယ်ဆိုတော့ဟာမျိုးနဲ့ကိုကအဲတင်တောင်းတဲ့ဟာဖြစ်တဲ့ခါကျတော့ပေါ့နော်ကိုကကြတော့ဒီဟာကကြတော့အရင်ကောင်းတဲ့အပိုင်းထင်းထင်းနဲ့တင့်တဲ့အပိုင်းလို့လည်းမြင်တယ်ပေါ့နော်ဒါပေမဲ့တခြားတစ်ဖက်မှာကျမတို့ကဒီ ခုနပြောသလိုပဲပေါ့နော်ဒီညွှန်ရရင်ချင်းမှုကဘယ်သူအပေါ်မှာမှတခြားအရင်အဲထိခိုက်နေနိုင်စေတဲ့ဟာမျိုးမဟုတ်ဘူးဆိုရင်တော့ကျမတို့ကဒီဟာကိုအာထိမ့်သိမ့်တင့်တဲ့ delay တစ်ခုလို့တော့မြင်တယ်ပေါ့နော်အာဟုတ်ကဲ့ပါကျမတို့ဒီနေ့ပေါ့နော်ဒီလူမျိုးတူချင်းပဲလက်ထပ်ထိန်းများမှုဒလိတုံတဲ့အစဉ်လားလူမှုစံနှုန်းသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီးတော့အာလူငယ်တွေရဲ့အာမတူကွဲပြားတဲ့အမြင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အာဒီလိုမျိုးလူငယ်တွေရဲ့အာအပြုတ်သဘောဆောင်တဲ့ အမြင်သုံးသက်ချက်တွေကိုပေါ့နော်ခင်းတဲ့အညီနားလည်ပေးနိုင်ဖို့လည်းမျှော်လင့်ပါတယ်ဒီလိုမျိုးလူငယ်တွေရဲ့အတန်ကိုထင်ဟပ်နေတဲ့လူငယ်ဇကဝိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါအောင်မယ်ဒီနေ့ဇကဝိုင်းကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ဖူးအီနေပါ